မော်လုံးချင်းကြီးကိုလည်းအားလုံးပဲမင်္ဂလာပါနေကောင်းကြမှာချမ်းသာကြပါစေဒီနေ့မှာတော့ကျွန်တော်ရွေးချယ်ထားတဲ့ဘောလုံးပွဲတွေစုစုပေါင်း၅ပွဲရှိမယ်ပေါ့ဗျာဒါဒီပွဲစဉ်တွေကတောက်ကြညမှာကာမဲပွဲစဉ်တွေဖြစ်ပါတယ်ဘယ်ကန်နိုအက်စပန်ညိုအော့စပက်ဘိုင်ယန်ဂျီနိုအာနဲ့ဥဒိနေနင်းစ်နဲ့နန်တက်စ်ဘာလဘန်နာမတ်ဒဘရော့ဂ်ဒ်ပွဲစဉ်တွေဖြစ်ပါတယ်ခုပထမဦးဆုံးကျွန်တော်ပွဲစဉ်တွေတွန်းတာပေးမယ့်ပွဲစဉ်ကတော့ဘယ်ကန်နိုနဲ့အက်စပန်ညိုတို့ပွဲစဉ်ဖြစ်ပါတယ် ဗယ်ကန်နိုအတင်းကတော့တလုံး80နိုင်ဘူးပေါင်းနှလုံး20အရှုံးပေးထားတာတွေ့ရတာပေါ့နော်ဒီနှစ်တင်းရကျွန်တော်တေဘယ်မှာကြည့်မှဆိုရင်ဗယ်ကန်နိုအတင်းအဆင့်ခွန်ရမ40သူ့ရဲ့အပေါ်မှာဘက်တစ်48မှတ်ပေါ့နော်အပေါ်ကအတင်းနဲ့ခွန်မှတ်ကွာတယ်အစပန်းညိုအတင်းကြည့်မှဆိုရင်အစပန်းညိုကအဆင့်16မှာရှိတယ်29မှတ်သူ့ရဲ့အပေါ်မှာဘလန်စီယာ31မှတ်သူ့ရဲ့အောက်မှာအလာဘက်28မှတ်လီဂါနာလည်း28မှတ်ပေါ့နော်ဆိုအပေါ်နဲ့အောက်ကနမှတ်ပဲကွာတာပေါ့ဗျာ ဒီနှစ်တင်းရဲ့ပထမအကြော်ရုံကအစပန်ယောကွဲမှာအစပန်ယောက2-1ဆိုတဲ့ရလနဲ့နိုင်ထားပါတယ်။လက်ရှိဘယ်လ်ကန်တို့အတင်းရဲ့ကာရာဖောင်အင်းဝင်းကာရာဖောင်၅ပွဲချိမဲ့ဆိုရင်နှစ်ပွဲနိုင်နှစ်ပွဲတည်တပွဲရှုံးထားပါတယ်။ဂျီရိုနာ2-1ဘလာတိုလီ1-0စီဗီလာ1-1ဆိုစီတဲ့2-2ရှိမှာဆော့ထားတယ်။ရှုံးတာတော့ဘီလာရီရဲ့1-0နဲ့ရှုံးထားပါတယ်။အစပန်ယိုအတင်းရဲ့အဝေးကွင်းကာရာဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်အစပန်ယိုအတင်းကတပွဲနိုင်တပွဲတည်၃ပွဲရှုံး နိုင်ထားတာကတော့အလာဘက်1သီတရေချတာစီဘီလာ11ရှုံးတဲ့ပွဲစဉ်တွေကတော့လက်ပါမစကို1စီးနဲ့ရှုံးတယ်ဆူစီတက်ကို21နဲ့ရှုံးတယ်မာယော့ကာကို21နဲ့ရှုံးထားတာတွေ့ရတယ်ပေါ့နော်ဒီအတင်းကကျွန်တော်ဂူးတွင်းနိုင်ငံရှိတယ်ပေါ့နော်ဂူးတခုထည့်နိုင်တယ်နှစ်တရက်နိုင်ဂျီယာနောက်မှာတော့ဘယ်လ်ကန်က58အစပန်ညောက်က1900ခန်းတော့ပြေးထားတယ်ပေါ့နော် head to head အနေထားကိုကြည့်မှဆိုရင် head to head မှာဆိုရင်ဘယ်လ်ကန်ကအတင်းက3ချိန်နိုင်ထားတယ် S1 ညအတင်းကနှစ်ချိန်နိုင်ထားတာလည်းတွေ့ရတယ်ပေါ့ဗျာ။အဲဒီမှာဖွင့်ထားတဲ့ပေါက်ကြီးတွေကိုကြည့်ရမယ်ဆိုရင်ကျွန်တော် voting to score yes က NASA ကွဲပေးထားတဲ့ no ဆိုရင်1600မြန်မယ်ပေါ့နော်။မိနစ်60အတွင်းမှာအနည်းဆုံးနှလုံးလောက်ပဲဖြစ်မယ်ဆိုတော့ကြည့်ဖွင့်ထားတယ်ပေါ့ဗျာ။မိနစ်60အတွင်းမှာ Belkan ကအတင်းကအနည်းဆုံးတစ်လုံးတစ်လုံးကနေနှလုံးအများဆုံးတစ်လုံးကနေနှလုံးထက်မပိုဘူးပေါ့ဗျာဖွင့်ထားတဲ့ပုံစံဆိုရင်ပေါ့နော်။ S1 ညအတင်းကတော့တစ်လုံးရအောင်ခက်ခဲမှဆိုတော့ကြည့်ဖွင့်ထားပါလေ။ ဆိုဒီပွဲစဉ်မှာကျွန်တော်တို့ဒါတလုံး80နိုင်ပေါ့နော်အနန္ဒီအပြောင်းလဲဖြစ်မလားမသိထပ်တော့စောင့်ကြည့်ရမယ်ဒီပွဲစဉ်မှာကျွန်တော်ဂိုးအောင်ချိုက်တယ်ပေါ့နော်မိုင်းစပယ်ရမယ့်ညီကိုလည်းဂိုးပေါင်း3-0အောက်ပေါ့နော်အန်ဒါ3.5ဂိုးကိုရိုက်ကြည့်ပေါ့နော်ဘယ်လ်ကန်နိုနဲ့အစပန်ညိုလိုပွဲစဉ်မှာတော့ကျွန်တော်ဘော်ဒီမှာအင်ရှင်အသင်းဖြစ်တယ်ပေါ့နော်ဘယ်လ်ကန်နိုဘော်ဒီချိုက်တယ်ပေါ့နော်ဒါပေမဲ့ဒီတလုံး80နိုင်ဆိုတာပေါက်ဖို့တော့တအားခဲနေပေါ့နော်အများကြီးလောင်းဖို့အချာညာမပေးကြဘူးပေါ့နော်ထိုးခြင်းပါပါလေးထိုးကြည့်ပေါ့ဗျာအဓိကကျွန်တော်ဒီပွဲစဉ်မှာဂိုးအောင်ချိုက်တယ် အစမက်အတင်းနဲ့ဘိုင်ယန်မြူနစ်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာအဝေးခွင့်အတင်းဘိုင်ယန်ကတလုံး40ရှုံ9ပေါင်း3လုံး40နိုင်ရှုံမှပေးထားတာတွေ့ရပါတယ်။လက်ရှိဇယားမှာကြည့်ရမှာဆိုရင်ဘိုင်ယန်ကအဆင့်1မှာရှိပါတယ်65မှာ။အစမက်အတင်းကတော့39မှာနဲ့အဆင့်10မှာရတည်နေပါတယ်။လက်ရှိဒီနဲ့တင်းရဲ့ပထမအကြော့ကိုကြည့်မှာဆိုရင်ဘိုင်ယန်ကွင်းမှာဘိုင်ယန်3-0ဆိုတဲ့ရလနဲ့နိုင်ထားတာတွေ့ရတယ်ပေါ့နော်။ လက်ရှိအော့စ်ဘက်အသင်းရဲ့အိမ်ဝင်ကာရဖောင်၅ဘက်ကိုကြည့်မယ်ဆိုရင်နှစ်ပွဲနိုင်နှစ်ပွဲတည်တဲ့ဘွဲရှုံထားပါတယ်၄ချိန်ကိုအောင်တစ်ချိန်က5ဘောဖြစ်ထားတယ်နိုင်တဲ့အသင်းတွေဟန်ဒဟိုင်း2-1ရှိမယ်ဝူဘက်1-0ရှိမယ်ပေါ့နော်ဒါအော့စ်ဘက်အသင်းကအခုတောက်လျှောက်ခြေစွမ်းနေပြနေတာပေါ့နော်ကျွန်တော်တော်တော်ပွဲဆင်နေတာတော်တော်များနေပေါ့ဗျာရှုံးမမကြုံသေးဘူးပေါ့တဲ့ဘွဲဇက်လောက်ရှိပြီသူတို့လုံးဝရှုံးဘွဲမတွေ့သေးဘူးတည်ရင်နဲ့အနိုင်ပဲပေါ့ဗျာမြန်မြန်ရဲ့လက်ရှိကာရဖောင် ဝေးဝင်းကားရဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်ဘန်ရဝေးဝင်းမှာဆိုရင်၃ပွဲနိုင်တဲ့ပွဲတည်ရေပေါ့ဗျာမိုးချန်ကိုနိုင်တဲ့ဖရန့်ဘက်ကိုနိုင်တဲ့စတူကတ်ကိုနိုင်ထားတာတွေ့ရတည်ရေဆော့တာလီဗာပူးဆင်နဲ့ယူနီယံဘာလင်ကိုတည်ရေဆော့ထားတာတွေ့ရတာပေါ့နော်ဒီနှစ်တင်းရဲ့နိုင်ဂျီယာတော့မှာတော့ဘန်ရက80ရာခိုင်နှုန်းဆိုမှပြထားတာတော့တွေ့ရတယ် head to head အနေထားတွေကြည့်မယ်ဆိုရင်နောက်ဆုံးတွေ့ရတာ၅ချိန်မှာဆိုရင်ဒါဘန်ရမြူနစ်ကတော့ ၄ချိန်နိုင်ထားပါတယ်တချိန်ကတော့ offset နိုင်ထားတယ်အတွေ့တဲ့အချိန်ဒီတိုင်းမှာ goal ပေါ်ဖြစ်ထားတယ်တွေ့ရတယ်ပေါ့နော် binance ဘက်လာမညီကိုတွေ protein to score yes ရမယ်ဆိုရင်ကျွန်တော်တို့ yes နှစ်သိန်းလုံး goal ပြည့်မဲ့ yes ရမယ်ဆိုရင်1000ရရင်800မြတ်မယ် no ရရင်မယ်ဆိုရင်900မြတ်မယ်ပေါ့နော်ဒီပွဲစဉ်မှာဖြစ်မဲ့ goal ပေါင်းကြီးကအနည်းဆုံး1000လောက်ထိတော့ဖွင့်ထားပါတယ်ဘာလို့ဆိုတော့ကျွန်တော် offset အတန်း lockdown shock goal out တွေပဲဦးတည်ပြီးဆော့နေတာပေါ့နော်ဆိုတော့ကျွန်တော်300စိန်ဒီကကျွန်တော်အချိုးအမြတ်ကအနည်းဆုံး 40လောက်ရမှာပေါ့နော်၄လုံးပြမအပြည့်စားရမှာပေါ့ဗျာ hotspot အသင်းကတော့ဒီပွဲစဉ်မှာအနည်းဆုံး3လုံးလောက်တော့ရသွားမှာပေါ့ဗျာဘာဟန်မိနစ်ကတော့အနည်းဆုံး2လုံးလောက်တော့တွင်းမှာဆိုတော့အခြေဖွင့်ထားပါတယ်ဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ပေးချင်တာကတော့5ပေါင်းအပေါ်ပေါ့နော်3လုံးထိ5ပေါင်းအပေါ်ကြိုက်ပါတယ်ပေါ့နော် body မှာတော့ကျွန်တော်အင်ရှင်အသင်းဖြစ်တဲ့ hotspot လက်ရှိခြေလမ်းခံစစ်တိုက်စစ်အကုန်မြရတယ်ဗျာ hotspot လက်ရှိခြေလမ်းကိုကျွန်တော်ကြိုက်ပါတယ် dormon နိုင်တယ် ဖရိုင်ဘက်လိုအတင်းကိုတည်ရီဆော့တဲ့မွန်ချန်ကလာဘတ်ကိုလည်းနိုင်ထားတဲ့လိုက်စစ်ကိုလည်းတည်ရီဆော့ထားပါတယ်နော်ဒီအတင်းရဲ့လက်ရှိခြေစွမ်းတော်တော်ကောင်းပါတယ်ဒီအတင်းကိုကျွန်တော်ရွေးချယ်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကိုရွေးချယ်ပေးရမှာဆိုရင်နော်အီတလီစီးရီးရေဂျီနိုအာနဲ့ဦးတင်းနဲ့တို့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့အင်ရှင်အသင်းဖြစ်တဲ့ဂျီနိုအာ level 30ရှုံး၊ဘောင်းနှလုံး30ရှုံးဆိုမှစတင်ကြီးတွေဖွင့်ထားပါတယ်။ဆရာအနေထားကိုကြည့်မှဆိုရင်ဦးဒင်းနဲ့ဂျီနိုအာတို့ကတော့ ဂျင်နိုကဇယအနေထားကိုကြည့်မှဆိုရင်အင်ရှင်အသင်းဖြစ်တဲ့ဂျင်နိုကအဆင့်၁၂မှာရှိတယ်၃၅မှာဥဒိနစ်ကရမ၄၀ရှိပါတယ်အဆင့်၁၀မှာရပ်တည်နေပါတယ်ပေါ့နော်ဥဒိနစ်ကတော့ရမ၄၀ရပါပြီဆိုတော့ကျွန်တော်တန်ဆင်းဖို့လည်းမလိုတော့ဘူးပေါ့နော်ဒါဂျင်နိုကအသင်းကတော့အနည်းဆုံးတစ်ပွဲနှစ်ပွဲလောက်တော့နိုင်ဖို့လိုတယ်ပေါ့နော်အနည်းဆုံးရမ၄၀လောက်ရမှာပဲစိတ်ချမှာပေါ့နော်သူ့အောက်မှာကိုမို၃၀ရှိမယ်ဗီရိုနာ၃၀ရှိမယ်ပေါ့ဗျာဒီနေ့ရဲ့ပထမအကြော့ကိုကြည့်မှဆိုရင်ပထမအကြော့မှာတော့ ဂျင်နွာအတင်းရ 2C ဆိုတဲ့ရလာနဲ့နိုင်ထားတယ်ပေါ့နော်လက်ရှိဂျင်နွာအတင်းရကာရာဖောင်5ဘွဲကိုကြည့်မယ်ဆိုရင်အင်ဂွန်ကာရာဖောင်5ဘွဲကိုကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့4ဘွဲနိုင်တဲ့ဘွဲတည်ချထားပါတယ်3ချိန်ကကလင်းရှိရထားပါတယ်နော်နက်စီယာမွန်ဇာပါမာအမ်ပိုလီတည်လက်ချီကို2ဘွဲနဲ့နိုင်ထားပါတယ်ဒါဥဒိနေရလက်ရှိကာရာဖောင်ဝေဝင်5ဘွဲကိုကြည့်မယ်ဆိုရင်တဘွဲနိုင်တဲ့ဘွဲတည်နှစ်ဘွဲရှုံးထားပါတယ်နိုင်တာတော့ လက်ချီရှိမယ်တေးဆော့ထားတာနာပိုလီလာဇီယိုဆိုမှတေးဆော့ထားပါဒီအတင်းကလည်းဂိုရဂိုတွန်းနိုင်ဆိုင်ရှိတဲ့အတင်းဖြစ်တယ်ပေါ့နော်တိုက်စစ်ကောင်းတယ်ပေါ့ဗျာပြောချင်တာဂျီနိုကအတင်းကနိုင်ဂျီယာနောက်က40ဦးတင်းက31ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတာပေါ့နော်ဟတူဟတ်အနေထားတွေကြီးရမှာဆိုရင်အိမ်ဝင်အဝေးဝင်အပြန်လန်ဆော့ထားတာကြီးမှာဆိုရင်၅ချိန်မှာဆိုရင်၄ချိန်၉ောက်ကြာထားတဲ့ဒဇင်က၉ောက်ဖြစ်ထားတယ်ပေါ့နော်ဒီနှစ်သိန်းတွေ့တိုင်းတည်ရကြတာများတယ်ဗျ ဒီနှစ်တင်းတွေ့တန်ဂျီနိုကအတင်းအများနဲ့အသာစီးရတာပေါ့နော် minus back မှာဖွင့်ထားတဲ့ boating to score yes ကိုရိုက်မှဆိုရင်1000လောက်ရင်2000ရမယ် no ကိုရိုက်မှဆိုရင်1000လောက်ရင်900ရမယ်ပေါ့နော်မိနစ်60တော်တယ်မှာအနည်းဆုံးကျွန်တော်တို့ကနှလုံးလောက်နဲ့ရမယ်ဆိုတော့ခြေကိုဖွင့်ထားပါလားမိနစ်60တော်တယ်မှာဂျီနိုကအတင်းအနည်းဆုံးတစ်လုံးတော့ထည့်မယ်ဒီနေ့အတင်းကလည်းအနည်းဆုံးတစ်လုံးတော့ထည့်မယ်ဆိုတော့ခြေကိုဖွင့်ထားပါတယ်ပေါ့နော် ဒီပွဲစဉ်မှာတော့ကျွန်တော်ရွေးချယ်ပေးချင်တာကတော့အဓိကဂိုးပေါင်းအောက်ကိုကျွန်တော်ကြိုက်တယ်ပေါ့နော်တကယ်လို့ body ဆော့ကျင်တယ်ဆိုရင်တော့အများကြီးလောင်းဖို့အချမ်းပဲပေးချင်မှုပပလေးပေါ့နော်ဂျီနိုဟာ body ancient တင်းနဲ့ဖြစ်နေတယ်ရမလည်းလုံနေတယ်ဆိုတော့ဂျီနိုဟာအင်းကိုအပေးချင်ပါလေဒါပွဲစဉ်တပွဲကတော့ဖင်တီလီဂူပေါ့ဗျာဒါပွဲစဉ်28နင်းစင်နန်တက်စ်တပွဲစဉ်ပေါ့ဗျာဒီပွဲစဉ်မှာနင်းကတလုံး20ရှုံဂိုးပေါင်း360နိုင်ကျွန်တော်ဖွင့်ထားတယ်ပေါ့နော် ဆရာအနေထားကိုကြည့်မှဆိုရင် ancient names ကအဆင့်၄မှာရှိတယ်၄၉မှာ nantes ကတော့အဆင့်၃မှာဗျာ၂၉မှာပေါ့ဒါသူတို့ဒါတန်းဆန်းဆောင်နေဆိုရင်သူတို့အမှတ်က၄၅မှာလောက်တော့ကွာတယ်ပေါ့ဗျာဒါမှဒီပွဲကိုသူတို့အနည်းဆုံးတည်းဤတမက်ကံဘူရော့ဂိုတယ်ပေါ့နော်ဘာလို့၃မှတ်သက်လဲရှုံးထားတယ်ဆိုတော့ဒီနေ့တင်းရဲ့လက်ရှိကာရာဖောင်တွေကိုချိန်ရမှာဆိုရင်တော့ဒီနေ့တင်းရဲ့ ပထမအကြော head to head ကိုကြည့်မှဆိုရင်ဝမ်းဝမ်းကြထားတာလည်းတွေ့ရတယ်ပေါ့နော်လက်ရှိကျွန်တော်တို့ဒါ Nins အသင်းရဲ့အင်္ဂွန်ကာရဖောင်၅ဘွဲ့ကိုကြည့်မှဆိုရင်၃ဘွဲ့နိုင်တဲ့ဘွဲ့တည်းတစ်ဘွဲ့ရှုံးထားပါတယ်ဒါနိုင်ထားတဲ့ဘွဲ့စင်းတွေမှာဆိုအကုန်လုံး clean ရှိယူထားပါနော် Marseille, Mont Valier ဒီလိုအသင်းကြီးတွေအပြင်နိုင်ထားတယ်ပေါ့နော်ပြည်ဆော့ထားတာ all share ဝမ်းဝမ်းရှိမှရှုံးတဲ့ line ကိုပြည်စင်းနဲ့ရှုံးထားပါတယ် Nantes အတင်းအဝေးဝင်ကာရဖောင်ကြည့်မှဆိုရင် Nantes အတင်းအဝေးဝင်၃ဘွဲ့ဆက်ရှုံးထားတယ်ပေါ့ဗျာ နမနာကို71မာစေ 2Z လီဟာဝ32ဆိုမှရှောင်းထားတာတွေ့ရတာပေါ့နော်ဒီနဲ့တရနိုင်ဂျီယာနှုန်းကတော့ nins က68ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရပါတယ်ဒီနဲ့တင်း head to head နောက်နောက်ဆုံးတွေ့ကြတဲ့၅ချိန်ကိုကြည့်မယ်ဆိုရင်ဒီနဲ့တင်းတွေ့တဲ့ nandes အတင်းကအများအားအတာစီးရထားတာတွေ့ရတယ်ပေါ့နော် 9ပေါင်း2ချင်း9အောက်တောင်းနေကြထားတယ်လည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် one sweat ခြေတွေကိုကြည့်မှဆိုရင် voting to score yes ကိုရမှဆိုရင်1800 no ကိုရမှဆိုရင်900ပေါ့နော်ပြီးတော့မိနစ်90အတော်တမအနည်းဆုံး3လောက်ဖြစ်မှခြေတွေဖွင့်ထားပါတယ် website မှာ ancient အသင်းဖြစ်တဲ့ names အသင်းကအနည်းဆုံး1လောက်တော့ထားမှဆိုတော့ခြေဖွင့်ထားပါတယ် non test အသင်းက1လောက်တော့ရမှဆိုတော့ခြေဖွင့်ထားပါတယ်ဒီ website မှာကျွန်တော်အဓိက9ပေါင်း3ခုကြီးခြိုက်တယ်ဗျာ9ပေါင်းအပေါ်ခြိုက်တယ်ပေါ့ဗျာ ပင် body မှာကျွန်တော်အဝတင်ဖြစ်တဲ့ non test ကိုစိုက်ပါတယ်။ non test သုံးဘွဲဆက်လက်ဝေဝင်ရှုံးထားပြန်တော့အမှတ်လက်လုံနေတဲ့အတွက်ဒီဒီချင်းအများဆုံးကျွန်တော်ဒီ body ကြီးအောင်မလို့ကျွန်တော်ယုံကြည်ပါတယ်။ဒါလို့ရှုံးခိုင်းလဲတူဝမ်းမဲ့လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီဘွဲစင်။နောက်ထပ်ဘွဲစင်တစ်ဘွဲကတော့ championship ဘွဲစင်40ပေါ့ဗျာ။ black band နဲ့ matter bro ဘွဲစင်ကိုဘွဲချွတ်သုံးတပ်ပေးချင်ပါလေဒီဘွဲစင်မှာတော့ ဒါဘောနော်ဒါအဝေးဝင်းအသင်ဖြစ်တဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Black Band နဲ့ Matter Bro တို့ရဲ့ပွဲစဉ်ကိုပွဲချုပ်တုံးတက်ပေးချင်ပါတယ်အဝေးဝင်းအသင်ဖြစ်တဲ့ Matter Bro ကလည်းပဲ30ရှုံးပေးထားတယ်ဘူးပေါင်းတော့နှလုံး80ရှုံးထုံးမှာဖွင့်ထားတာတော့တွေ့ရပါတယ်ဆရာအနေထားကိုကြည့်မယ်ဆိုရင် Matter Bro က58မှာ तू ကဒါကျွန်တော် Play Off ဝင်နိုင်တဲ့အဆင့်တနေရာမှာရှိရပါတော့နော်တွေ့ရပုံမှာ West Brom 58မှာ Coventry 59မှာပေါ့သူ့ဘာမှမဆိုဖြစ်နိုင်ပုံပြောင်းလဲချက်ရှိရပါဗျာ ဘလက်ဘန်အတင်းကတော့52မှတ်ရှိတယ်ပေါ့နော်ဘလက်ဘန်အတင်း52မှတ်နဲ့ကျွန်တော်အဆင့်7မှာရပ်တည်နေတာတွေ့ရတယ်ဒီနဲ့တင်းရပထမအကြောကိုကြီးမှဆိုရင်ပထမအကြောမှာတော့ဘလက်ဘန်အတင်း1သီးဆိုရပြီးနိုင်ထားတာတွေ့ရတယ်ပေါ့နော်ဒီအတင်းဒီရာဒီနှစ်ချိန်တွေ့ထားတယ်ဗျာဒီချိန်အာဖရိကမှာနှစ်ချိန်လုံးဘလက်ဘန်နိုင်ထားတာတွေ့ရတယ်ပေါ့အရှိဘလက်ဘန်အတင်းရဲ့အိမ်မန်ကာရာဖောင်၅ဘွဲကိုကြီးမှဆိုရင် ပင်ခွင်းမှာဆိုရင်နှစ်ပွဲနိုင်တစ်ပွဲတည်နှစ်ပွဲရှောင်းထားပါတယ်နိုင်တာကတော့ပလိုင်းမောက်ရဲ့ press တန်ရုံနိုင်ထားတယ်ပေါ့နော်ပေးကြတာ knowledge ကိုပေးကြထားတယ်ပေါ့နော်ဒီအစင်းကတိုက်စစ်လက်ကောင်းတယ်ဂိုးတွေလည်းပြန်ပေးတယ်ပေါ့ဗျာမက်တာဘရော့ရဲ့လက်ရှိအဝေးဝင်ကာရာဖော်၅ဘွဲကိုချိန်မယ်ဆိုလို့ရှိရင်တော့မက်တာဘရော့အဝေးဝင်ညနဲ့အတင်းဖြစ်ပါတယ်မက်တာဘရော့အတင်းကတော့ Stoke City ကို31နဲ့နိုင်တဲ့လူတန်ကိုစီးစီးဆော့ထားပါတော့ရှုံးတာကတော့ Brest ကို Sheffield United ဆွမ်းစီးကိုရှုံးထားတာတွေ့ရပါတယ် ီနှစ်သင်းရဲ့ head to head ဘိုင်းကိုကြည့်မှဆိုရင် champion ရှင်းနောက်ဆုံးတွေ့ခဲ့တဲ့၅ချိန်ကိုကြည့်မှဆိုရင် black band အသင်းက၃ချိန်နိုင်ထားတယ်တစ်ချိန်ကတော့ mandebro နိုင်ထားတစ်ချိန်ကတော့တည်ကြထားတယ်တွေ့ရတယ်ပေါ့နော်ဒီအသင်းနဲ့တွေ့တိုင်းအများအား black band အသာစီးရတာမျိုးတော့တွေ့ရတယ်ပေါ့နော်ဒီနှစ်သင်းရဲ့နိုင်ဂျီယာနှုန်းကတော့ black band 36 mandebro 42ရခိုင်နှုန်းဆိုမှပေးထားတာလည်းတွေ့ရတယ်မိနစ်90အတော်တမှကျွန်တော်အနည်းဆုံးနှလုံးလောက်ပဲဖြစ်မှဆိုပြီးတော့ဖွင့်ထားတာတွေ့ရတယ်ပေါ့နော် ဖလက်ပန်းအတင်းကအနည်းဆုံးတစ်လုံးလောက်ထည့်မယ်။မတဘရော့အတင်းကလည်းအနည်းဆုံးတစ်လုံးလောက်တော့ရပါမယ်ဆိုတော့ chief ဒါပေါ်နော်ဒီပွဲစဉ်မှာကျွန်တော်ဂူမောင်းအောက်ကိုကြိုက်တယ်။ဒီပွဲစဉ်မှာတော့ကျွန်တော်ဂူမောင်းအောက်ကိုကြိုက်တယ် body မှာကျွန်တော်မတဘရော့ body ကြိုက်တယ်ပေါ့နော်။ဒီနေ့ကျွန်တော်ရွေးချယ်ထားပြီးတာကတော့အဘယ်ကန်နိုနဲ့အစပိုင်းပွဲစဉ်မှာဆိုရင်ဂူမောင်းအောက်ပေါ့နော်။ husband နဲ့ဘိုင်ရန်ဆိုရင် husband body ဂျီနိုအာနဲ့ဥဒိနေဆိုရင်ဂိုဘောင်းအောင်နဲ့ဂျီနိုအာနင်းစ်နဲ့နန်ဒက်စ်ကနန်ဒက်စ်နဲ့ဂိုဘောင်းအောင်ပေါ့နော်ဘလက်ဘန်နဲ့မတ်တဘရော့ပွဲစဉ်မှာတော့မတ်တဘရော့ဘော်ဒီနဲ့ဂိုဘောင်းအောင်ကိုရွေးချယ်ထားတယ်ပေါ့နော်ဒီကိုတော့အလုံးအစဉ်ပြေးကြပါသေးနေကောင်းချမ်းမှချမ်းသာကြပါလိမ့်ဗျာမြန်မာပြည်ကြီးတဲ့အများဆုံးငင်းချမ်းပါလိမ့်အလုံးဘောလုံးဘာတွေပေါင်းစားပါလိမ့်ဗျာ